ိုးတို့ကတော့ဟိတ်ဆိုရေးတိတ်ဆိုတယ်ကွာ။ဟိုအိမ်မရင်မဟုတ်ဘူးအပြင်မှာလည်းဆိုတယ်။ဒါဆိုဒါပဲ။အခုခေါ်နေပြီပြန်တော့မယ်။ဒီနေရရပြီတော့ဟိုဖေးုံကန်တော့မကန်လို့မရဘူး။အကျောက်တာ။ဒါမိမနဲ့တွေ့ကြရတာ။ဒါကကမိကလေးကမိမနဲ့ကြီးပေးနေတယ်။မိမလေးကဘယ်လိုမစားပေးနေလဲ။ဟုတ်တော့အဲ့တော့မိမလေးဘယ်လောက်ကြီးဆိုလဲ။တော်အထင်နဲ့မြင်လွဲတယ်။တော့အဲ့မှာမြင်လာတော့မသိကြတာဗျာ။ထင်တာနဲ့ဆိုတော့ဘယ်လိုမှမသိကြနိုင်ဘူး။ ်အဲ့ဘလောက်ပဲတက်တယ်မိမတော့ကြောက်ပါလေဖေးချောတော့တန်းချောတာဖေးတူတူလို့ဖေးတူတူပါဒါပေမဲ့အမေနဲ့ကိုတူပါအဲ့လိုပြောရအောင်အဲ့လိုပြောပါဟုတ်ရင်ပြန်ပြီးပါလေဟုတ်တယ်ပြန်ရအောင်ဟုတ်ပါပြီဘုရားစိတ်မချအောင်ခဏလာစမ်းဘုရားဆက်တယ်ဆိုတာဒီပွဲပြီးတော့လာကြတာကျွန်တော်ကျွန်တော်ရင်းနှီးချောင်းကနေပြီးတော့ဒီပွဲလေးကိုလာတက်တာရင်းနှီးချောင်းမှာကျွန်တော်နေလက်အိုင်းသမားဆိုတဲ့ဇာတ်လမ်းတွေလေးသွားရတယ် ဒီပွဲလေးရှိလို့ပြန်လာအဲ့ဒါကသူကရောက်ကြရအတွေ့ရတယ်ပါလို့ပြောချင်တယ်အကြောင်းဇာတ်လမ်းရဲ့ဒီကတော့ကျွန်တော်တရုတ်အစောင်းတွေကတာဒီလိုမျိုးဆောင်းတဲ့ idea ပါအဲ့ဒါလေးပါဇာတ်လမ်းလေးပါဒီကတော့ကျွန်တော်အပြင် channel

်ခေါ်ရဲ့တော့လက်ကိုထိုင်နိုင်အကောင်းဆုံးဖြစ်ဖြစ်ကိုယ့်အကူထိုးရတဲ့ခါကျတော့အားလုံးကကိုယ်နဲ့ပဲဆိုင်အပြင်မှာထုတ်လိုက်တဲ့သွားတဲ့ခါကျကိုယ်ချွတ်ချော်ကြီးသွားတယ်ကိုရောက်ရင်ဟလာအင်းကိုပြင်မဲ့ငယ်ငယ်လေးပြင်မဲ့အကူကအဆင်သင့်ခေါ်ရဲ့ကိုယ့်အကူကျတော့မိတ်ကလေးလေးအဝေးစားလိုက်ကိုယ့်အကူကအားလုံးကတော်တော်ကွဲပြားတာအဲ့ဒါမင်းသားမင်းသားကိုရရတယ်အေးဘောတော့ဖိုက်တင်တော့ကျွန်တော်မထိုးတာပဲရှိ ည်းနည်းကလေးတွေလို့ရတယ်။အဓိကဇက်အရှင်မကသူ့မှာအကြသာပေါင်းစုံပါဝင်တဲ့ဇက်လန်တွေကိုပြောတာ။အဆုံးမှာဒါရောကြည့်ရမယ်အဲ့ဒါကကြသာပေါင်းစုံပါဝင်တဲ့အောက်ကြည့်ရမယ်ဇက်လန်တွေ။ညမမလာကြတော့ကျွန်တော်ကိုတကယ်ကိုအကူတယောက်နဲ့ကချက်ပြီးတော့ဆောဆောင်ပြည်ပြောင်းလဲပြီးပါတယ်ကျွန်တော်လည်းကျွန်တော်များပြောပါတယ်ကျွန်တော် တော်တော်ပြောင်းလဲပါတယ်ဒီခဏကိုကြည့်အောင်လို့ပြောလို့ရတယ်ကျွန်တော်လည်းတော့သက်ကောင်နောက်တစ်ကားမှာဆိုတော့ကျွန်တော်ကဘယ်ကြားရတဲ့ခရိုင်တဲ့ပုံစံပုံစံကြီးဖြစ်အောင်လုပ်ပြီးတော့ပါတယ်အဲ့ဒါအဲ့လိုတူတူကျေးဇူးတင်ပါအာခန်းစားမှုကတော့မန်နေဂျာရဲ့ဝန်တာပါလေဒီနေ့ပါလေပြောလိုက်ပါပါဘာလို့ဝန်တာပေါ့ခုနပြောလို့ဒါလည်းတက်ပုံရှိတယ်ပြီးတော့အာခေပါသေးတယ် ကြောင့်ကျွန်တော်တို့အချို့ဟာဒီကအမမပြင်ဆင်ရပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဘာလုပ်ရမလဲဆိုတော့ပြင်ဆင်တာအဲ့ဒါလည်းငယ်သေးတော့သိပြောလို့မရဘူးအခုကျတော့ဝါသနာပါးပြောပြီးနောက်ဝါသနာပါးရှိမှလည်းကုန်တော့ကလေးဆိုတာအခုဘောလုံးပြန်ကျင်တဲ့ခဏနေဘက်ကပေါ့ပေါ့ခဏနေပြေပုံရိုက်နေတာဒါကတော့သူ့စိတ်ကူးရဲ့မှာရှိတဲ့အတိုင်းပဲဝါနေသေးတာအဲ့တွေ့အသားတို့အနေနဲ့အခုချိန်မှာဆုံးသွားတော့ ပြောချင်တယ်ပိုင်ဆိုင်တာဟောအဖေချောတော့သားချောတာအဖေတူလို့အဖေတူလို့ပါဒါပေမဲ့အမေနဲ့ကိုတူပါအဲ့လိုပြောရတာအဲ့လိုပြောပါဟုတ်ရင်ပြောပါလေဟုတ်တယ်အေးရတော့ငါ့ကိုဘုရားစိတ်မချဘူးခဏလာစမ်းဘောပါအောင်စတဲ့ဆိုတာဒီပွဲပြီးတော့လာကြတာကျွန်တော်ကျွန်တော်ရင်းနှီးချောင်းနေပြီးတော့ဒီပွဲလေးကိုလာတက်တာရင်းနှီးချောင်းမှာကျွန်တော်လည်းတိုင်းသမားဆိုတဲ့ဇာတ်လမ်းတွေလေးတွေ့ရတယ် ီပွဲလေးရှိလို့ပြန်လာအဲ့ဒါသူကရောက်ကြရမတွေ့ရနဲ့ပါလာကြတယ်အကြောက်ဘူးအကြောက်တာပေါ့မိမနဲ့တွေ့ကြရတာဒါကကမိကလေးကမိမနဲ့ချင်းပြင်နေတယ်မိမလေးကလည်းမစားပိတ်ရအဲ့တော့အဲ့တော့မိမလေးဘယ်လောက်ကြီးဆိုလဲကြီးဆိုလာလားမကြီးဆိုပါဘူးချက်တာပါ မျိုးသမီးရဲ့စကားနားထောင်ရတာအမေဟုတ်ပါပဲပြောတယ်ဘာလို့အမေရမမပြီးတာလဲ။အဲမိကောကျွန်တော်ပြရမယ်ဆိုရင်တော့ဘာပဲဖြစ်ဖြစ်ဖတ်ပါလေ။အာကျွန်တော်ကအိမ်မှာဘသူ့အမမကြောက်ဘူးဆိုရင်ဘာမှမဖြစ်ဘူး။အဲတော့မိမကြောက်ရတယ်။အဆင်ပြေတယ်ပေါ့။ပြောပြအောင်မလား။သူအထင်နဲ့မြင်ရွေးတယ်။လောကအိမ်မှာမြင်လာတော့မသိကြတာဗျာ။ရှင်းတာနဲ့ဆိုရင်တော့ဘယ်လိုမှမသိကြနိုင်ဘူး။အဲဘလောက်ပဲတက်တယ်မိမတော့ကြောက် อะตะโคตุตะโคตุมาเฮ้ยสวยดิเจ๋งสวยโอ้ไอ้มายังไม่รู้กูเปลี่ยนมาแล้วนะถ้าสุดาไปอ่ะกูขอเนี่ยเปลี่ยนเนาะแม่ဘာလို့ဖေးုံကဲတာမကိုင်းလို့မရအကုန်ကိုချောက်တာစိတ်ချမ်းသာနေကြတာဒီမှာစိတ်ချမ်းသာဒါဒီမီဒီယာရေးကကျွန်တော်ကိုယ်ရင်းနေကြောက်စပြီးတက်လာကြတဲ့ကဟာကျွန်တော်ကအရင်တော့ဆိုရင် channel လေးတွေတော့အဲ့ရနေမှာအခုမီဒီယာဆိုရှယ်ဖြစ်ဖြစ်လာတယ်အဲ့ဒီကာလာတစ်ချောင်းတော့ပဲဒီ ီဒီယာတွေနဲ့ပဲကျွန်တော်တွေ့လာအဲ့တော့ကျွန်တော်သားလက်ထက်ကြာလဲဒီမီဒီယာတွေနဲ့ပဲတွေ့ရမှာအဲ့တော့သူတကယ်လုံလာပြီဆိုတွေ့ရမှာအဲ့လိုနေသူမဖြေချင်လို့မလိုက်ဘူးအဲဘာဖြစ်လဲဆိုတော့မတိကြသေးတဲ့စကားတွေဖြစ်သွားပါဆိုတော့ဒါဆိုရှယ်မှာဖြေတဲ့စကားအတီးပဲကျွန်တော်တို့ကိုပြောနေတဲ့အချိန်မှာလည်းထိနေသေးသေးပြောရတယ်အဲစိတ်ထဲမှာရှိရတဲ့ပြောလို့မရဘူးဒါဟန်ဆောင်လာတော့မဟုတ်ဘူးဒါပေမဲ့ကိုပြောတဲ့စကားကတသက်လုံးအတီးဖြစ်သွားပါ ဒါကြောင့်မလို့ကျွန်တော်တို့အမှားပါမှာဆိုရဲပြောတဲ့စကားတိုင်းဖြစ်မလာဘူးဆိုရဲအာဒီခုနေရတယ်ကွာဘာလို့ပြောလဲမသိဘူးကျွန်တော်တို့ဘေးသက်ကိုလေးစားတယ်ဘေးသက်ကလည်းကျွန်တော်တို့ချိန်ရဖြစ်တယ်ပဲကျွန်တော်တို့စကားတစ်ခုမှားသွားရင်သူတို့တွေလည်းမကောင်းဘူးကျွန်တော်တို့လည်းမကောင်းဘူးဒါကြောင့်မလို့ကျွန်တော်တတ်နိုင်တယ်လို့ပြောရအောင်ပြောပြတာပါလေဒါကြောင့်တတ်နိုင်တယ်လို့ကျွန်တော်မြင်တော့ဖြစ်တယ်မပြောပြတာပါတကယ်ကျွန်တော်သာတရားဆောင်လုပ်လာခဲ့ပြီဆိုရင်အခုလိုမျိုးဝင်ရမေးပါမေးပြီးပါအပ္ပါဘုန်းလေးချစ်ပါတယ်ကျွန်တော်မှမဟုတ်ပါဘူး ။ဒါညီမလေးဆိုလည်းဒါရန်ကုန်ကပြရတယ်။ဒါမြတ်။ဒါမြတ်ပေါ့။အရင်ကကဒီအဲ့တော့ညီမလေးကဘယ်နေရာကိုချစ်လဲပြောပြ။ဟုတ်တော့မလား။အဓိကကိုယ့်ရဲ့မွေးရဲ့ဇာတိကိုမမေ့ရဘူး။ဒါကြောင့်လည်းကျွန်တော်မမေ့ရတဲ့မွေးရဲ့မြေဆိုပြီးတော့ကျွန်တော်ခြေကိုယူခြေနဲ့ပါ။ခြေကူပြတာနားကအပိလိုက်အောင်နော်။အဲ့ဆိုရင်မြို့ဘယ်လောက်ချစ်လဲဆိုတော့ပြပါမယ်။ဒီမြတ်စကားလေးကကန်နဘလက်ကတော့ 6လပိုင်း16ရက်နေ့မှာစာရင်းပြသမှာဖြစ်ပါတယ်။အဲ့တွင်ကျွန်တော်တို့အပြညာသမားတွေတစ်ထက်မှာကကောင်းတဲ့ဇလန်းတွေရိုက်ကူးလို့ရအောင်ရိုက်ကူးမိရှိအောင်ပြည့်စက်တွေကလည်းငွေချေတဲ့ဖြစ်တဲ့ကန်ဒပလတ်ပြီးတော့ကျွန်တော်တို့အမှုပညာသမားတွေရိုက်ကူးချုံးပြပြသတဲ့ငွေချေတဲ့နေရာအားပေးကြပါလို့ကျွန်တော်တို့ကလည်းမျိုးတော့မယ်ပြောရရင်ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ဗီဒီယိုခင်မှလည်းဒီကော်ပီတွေကြောင့်ကျွန်တော်တို့ညညာသွားတယ်အလုပ်ပြောက်ခဲ့ပြီးသွားပြီ အခု social ခက်မှာလေအခုလို Telegram တွေ TikTok တွေပေါ်လာစကားတွေကိုကို like လေးရဖို့ follower လေးရဖို့အတွက်မလုပ်ခင်းနဲ့ကျွန်တော်တို့အနေနဲ့ဓမ္မတွေစောင့်ဝင်နေရေအလုံးကန်ဆွဲလဲအစီအပြေချုံးမှုတွေပဲတကယ်ကိုဥပဒေဓမ္မတွေကိုချစ်ခင်မြင်လို့တကယ်အမှန်ကန်အပြည့်စီချက်မှာဒါကြောင့်ဘူရင်း channel တွေကိုကြည့်ရှုအပြည့်ကြပါအဲ့တချို့ကဒီ like တွေ follower တွေများတယ်သူတို့ကဘာပြန်လုပ်လဲဆိုတော့အဲ့ဒါတွေပြန်ရောင်းစားတယ် ့သူတို့ကဒါလေးရောင်းစားပြီးတော့သူတို့စားဝတ်တွေပြင်ရှင်းတာမှန်ပြီပဲအဲသူရဲ့တမှုတရားအတွက်ပဲဖြစ်ပါတယ်ဒီသူပညာကျတော့ကျွန်တော်တို့ဒီပညာကိုပြီးပိုးနေတယ်ကိုယ်ဆက်အဖွဲ့ဒီလိုမှန်လို့ကနေစားပြီးကိုယ်ကဆက်ခံတော့မိတ်ကဲအများကြီးပဲဗျာဘယ်ပေါင်းများစွာရဲ့စားဝတ်တွေဖြစ်ပါတယ်အဲ့ဒါဆိုရနားလည်ပြီးတော့မီဒီယာတွေကလည်းကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ဒါလေးကိုလည်းသိချာထိုက်လိုက်လို့ပြောပြစီချင်တယ်ပြီးတော့ wireless service ဆက်ပြီးတော့ ဲဇက်ကားပဲပြပြပါဒီချင်တယ်